အားလုံးပဲမင်္ဂလာပါဒီနေ့ memory stick အတကူထက်ရောက်တာပါဒီ memory stick ကကြတော့ Samsung OTG 16K AB2 ပဲဖြစ်ပါတယ်။ဟိုင်းကအတိုင်းအောင်မတူဘဲနဲ့ဒီကကြတော့ micro ပုံစံလေးနဲ့ပါ micro ပုံစံလေးနဲ့ကကြတော့ဒီဘက်မှာ USB TV မှာလည်း TV ဒါ computer မှာထိုးလို့ရတယ်ဒါကြ microphone တွေမှာလည်းထိုးလို့ရပါတယ်။အခု Redmi 9ရဲ့ Redmi 9 phone မှာတစ်ချက်ထိုးပြရမှာဖြစ်ပါတယ်။ ရမီနိုင်ဖုံမှာတစ်ချက်ထိုးပြမှာပါဝါကောင်းလေးထိုးပေးလိုက်ပါမယ်။ထိုးပေးရတဲ့5မိနစ်ခဏဆောင်ပေးလိုက်ပါမယ်။ဖိုင်မန်နေဂျာရဲ့ရောက်သွားပါပြီ။ဒီမှာဖိုင်မန်နေဂျာရဲ့ဝိုင်းပြီး fight bike ဆိုတာလေးရှိရဒီမှာ fight the bike တစ်ချက်လေးထွက်ပေးလိုက်ပါ။ချက်လေးထွက်ပြီးသွားရင်ဒီမှာဖိုင်မန်နေဂျာလည်းရှိရတစ်ချက်ဝင်ပေးလိုက်ပါ။ဖိုင်မန်နေဂျာလည်းချက်ဝင်ပေးလိုက်ပါ။ ။ Finally USB connector လေးဆိုရဲပေါ်နေပါ။ USB connector လေးနှိပ်ပေးလိုက်ပါ။ USB connector လေးနှိပ်ပေးရတယ်။ USB မှာရှိတဲ့ file တွေအကုန်လုံးဒီမှာမြင်ရမှာဖြစ်ပါတယ်။ဒီမှာဆိုရင် file တွေအကုန်လုံးကိုလုံး file တွေရှိနေတဲ့ဆိုဥပမာ file တစ် file ရှိကြမှာဖြစ်ပါတယ်။အခု file မှာဒီဘက်မှာရှိရဲ့ Bluetooth ဆိုတဲ့ file တွေရှိတဲ့ဘက်မှာအောက်မှာတစ်ချက် copy လေးကူးပြရပါမယ်။ copy ဆိုတာတွေချက်နေလိုက်ပါအဲ့ပြီး USB drive USB စတေဂျာနဲ့ပြီး paste ချပေးလိုက်ပါချပြီးွားရင် bluetooth ဆိုတဲ့ file တွေရမယ်အဲ့ဒီ file တွေပြန်ဖြတ်ပြပါမယ်ဖြတ်ပြီးွားရင် delete လေးနှိပ်ပေးလိုက်ပါပဲ delete တာလေးလုပ်ပေးလိုက်ပါပဲဒါတော့ file file ရှင်းနေနဲ့ file delete လုပ်လို့ရဖြစ်ပါတယ်အဲ့ပြီး USB စတေဂျာကိုပြန်ဖြုတ်လိုက်ပါမယ်ဖိုင်ဖြတ်ပြီး ဖြစ်ပြီးွားဒီဘက်မှာတော့ဒီ USB ပုံစံတွေ TV တွေ laptop တွေ computer တွေမှာအသုံးပြုလို့ရမှာဖြစ်ပါတယ်ခဏဖိုင်လေးပြန် USB တချို့ကတော့ကောင်းကောင်းနေရှိပြီမှာကောင်းနေရရှိပါတယ်ဒီပြီလို့ကြည့်ပြီး USB ရဲ့ final ရှင်းတယ်လို့ထင်ပါတယ်အားလုံးမှကျေးဇူးတင်ပါတယ်